အခန်းဆက်တော့ရှေပရာဘိုက်ဘောမှာငွေရမှတ်တမ်းများဆရာကြီးဥပန်ကောင်းမှာအသက်50ကျော်အရွယ်ကန့်ရှိပြီးနယ်လက်အဋ္ဌံဝင်နေသည်ဖြစ်သည် သူသည်ဗလဲပရက်တွင် နေသူဖြစ်ပြီးယောဂဖြစ်သူများကိုလည်းစေကုသပေးသည်ကာမန်ယောဂများအပြင်ဘယောဂနှင့်သက်ဆိုင်သောယောဂများကို ကုပေးရာတွင်နာမည်ကြီးလေသည် ဆုံးဆွဲနတ်ဆွဲရွာသူအဆွဲတိုက်ဆွဲများကိုကျွတ်ရာတွင် ကျွမ်းကျင်လိမ္မာသောဆရာကြီးဖြစ်သည် အင်းဝမှာရှိသော အတိကရတိုက်ကြီးများထဲသို့လည်းပူရောက်ဖူးလေသည်တိုက်များအတွင်သို့ ရောက်ဖူးသည်ဆိုရာတွင်ဥစ္စာပစ္စည်းများလူကျင်သောကြောင့်တွားရောက်ခြင်းမဟုတ်ပေဥပန်ကောင်းထံတွင်တိုက်များကို တွေ့မြင်ရသောကာတာတိုက်ဆောက်များကိုတွေ့မြင်ရသောကာတာတိုက်ဆောက်များကချစ်ခင်နှစ်သက်သောကာတာတိုက်အတွင်သို့ဝင်ရောက်ခွင့်ရသောကာတာများရှိသည်သူဝင်လိုသောတိုက်များအတွင်သို့ထိုကဲ့သို့သောကာတာမဏ္ဍများအတုံးပြုကာဝင်ရောက်လေသည် သူဝင်ရောက်သောအခါမှာလဲတိုက်ဆောက်များကဧည့်သည်တယောက်ကိုပြပြငန်းငန်းကြိုးစိုးလက်ခံတကဲ့သို့ဧည့်ခံကျွေးမွေးကြသည်ထို့သောဝင်ရောက်ရာမှာလဲမိမိပတ်မှလိုက်နိုင်ရသောစီကံချက်အတော်များများရှိသည်ထို့စီကံချက်တို့ကိုမကြိုးမပြတ်ရပေဥပမာတိုက်အတွင်းရောက်လင်းချောမောလပသော မိမပြိုများတွေ့ပါကစစ်နှစ်ပင်မပြစ်မာရပေအကယ်၍တစုံတစ်ခုကိုစစ်ဖြင့်ပြစ်မာလျင်ပင်စီးပေါရာရောက်လေသည် တခါတရံ ိုက်ဆောင်များကသီလနှင့်သစ္စာကိုစမ်းလေ့ရှိသည်ဒါကိုလည်းသိထားရပြီးရှောင်ကျဉ်ရသည်တို့မှသာနောက်တစ်ချိန်ထမှန်ဝင်လို့လျင် အချိန်မရွေးဝင်ခွင့်ရမည်ဖြစ်ပေသည်ဥပံကောင်းအတွက်တော့ရှုံငေမလို့တော့ပေတိုက်များအတွင်ဝင်ရောက်ခြင်းမှာပညာရက်များအလိုရှိသောကြောင့်ဖြစ်သည်ရာရိတ်တော်တိုက်ဖျားတိုက်တကြားတိုက်စာကိယတိုက်နှက်ဆက်ရောင်တိုက်ဂဝံပတိတိုက်ငမန်ကန်းတိုက်ရှိရကုံတိုက် အင်းဝတိုက်ဟူ၍တိုက်စာများရှိကြသည်ထိုတိုက်စာများမှာတာမန်ဥစ္စာတိုက်များနှင့်မတူကြပေဘောဂဗလာတိုက်နှင့်ကညာစင်တိုက်တို့မှာဥစ္စာတိုက်များဖြစ်ကြသည် အချို့တိုက်များမှာပညာတိုက်များဖြစ်သည်ကပုံမြို့၌ရှိသော ခရီးပင်သောထိုတိုက်မှာပညာတိုက်ပင်ဖြစ်သည် ရှေ့ဆရာကြီးများဆရာတော်ကြီးများပုဂ္ဂိုလ်ကြီးများ၏ထရရပေါက်လန်းစင်များပညာရက်များတိတ်တိဝင်ပစ္စည်းများ သူမိထားတော့တိုက်များမှာပညာတိုက်များဟုခေါ်ကြလေသည်ဥပံကောင်းကတိုက်များအတွင်းသို့ဝင်ရောက်ရာတွင်ဥစ္စာတိုက်များအတွင်းသို့ ဝင်လိမ့်မရှိပဲအများအားဖြင့်ပညာတိုက်များအတွင်းသို့သာ ဝင်လိမ့်ရှိသည်အဘဲကြောင့်ဆိုသောထိုပညာရက်များကို အလိုရှိသောကြောင့်ဖြစ်သည် အထက်၌ဖော်ပြခဲ့သောတိုက်စာများမှာဥစ္စာတိုက်များကိုညှို့ဆို့ခြင်းမဟုတ်ပဲနေရာဒေတာတစ်ခုအတွက်နှစ်ပေါင်းများစွာကတည်းကထားခဲ့သော ိုက်စာများကိုသာညွှန်ဆိုခြင်းဖြစ်သည်အင်းဝါတိုင်းနှင့်ဆိုင်သောရေတာတာသောတိုက်စာများကိုပေါ်ပြပါမည်အစိနယတုံးလူထစ်ဖျားသခင်သည်ခါတဘာ၌ဒေတာစာရီကြော့တော်မူရာအယာဝရီမြင့်၌ရေစီးရေမော်တွင်အုံကန့်ငယ်တစ်ခုသည်မစုံမဆန့်တက်ရက်နေသည်ကိုမြင်တော်မူရင်ထိုအုံကန့်ငယ်တက်ရက်ရာအရက်၌ကျွန်းတောင်ပေါ်၍ပြောသွဲတာလအင်းဝပြည်ကြီးဟု အမိတွင်လိုက်မည်ဟုရာထိတ်ကြတော်မူသည် ၎င်းအင်းဝပြည်၌ပြည်ရှိမပြတ်မင်းဆက်မြေမြရှိမည်နည်းဟုကြီးတော်အာနန္ဒာလျှောက်ထားသည့်အခါမြတ်စွာဘုရားရှင်၏ယာဒိတ်တော်မိတ်ကြားချက်များကိုဟောပြပါမည်။တစဉ်အုံခိုင်းဝင့်ချင်းဆိုင်နှိုင်းပြိုင်ဆံမယမင်းဆက်ဧကန္တအညမညံမကန်တဲ့ညီမျက်မှန်သည်သီကမို့တို့ပေါက်လက်တဲ့အင်ဂျိုအင်ပြလူအများလဲအရာငါနဲ့ဟောလက်တဲ့ မိစ္ဆာမတရားမင်းအများလဲမှုသားကွယ်ဝတ်ဆိုလက်တယဟန်တန်ကသူအခါညီညာအမှုထမ်းလက်တပြေရာပယုံပရင်ဖြစ်လက်တကြာကြီးလက်ထအနောက်ဘက်မှာကူးရိပ်ဖျားတဲလက်တဇေဒီကြီးကိုတဲပြီးကာလမဏိပူရတယုတ်ကလင်းဖျားအသက်ကျွမငယ်ကို ပရိယေဆောင်ကညာယောင်ဖြင့်ယုံအောင်ဆက်သလာလိမ့်မည်ကညာတူလို့ကျော်ရိုးကို မုတ်ဆိုးနှစ်သက်ပါလိမ့်မည် စัจจာယောင်ပေါ်လိမ့်မည်စင်ပြူရောက်လာလိမ့်မည်ဇေဒီကြီးကို အပြီးမသက်ဘုဆုတုံညာသက်သို့ရောက်လိမ့်မည်နောက်ဘကာလ၌ဘုဆုတာမီတို့အချင်းချင်းတယောက်ကိုတယောက်တတ်၏အိလိမ့်မည်မြို့အရှိတောင်ဘက်ညောင်မင်းကြီးရင်တရားနင်းသည့်စင်းနှင်းတဝဝေမေတို့လည်းရောက်နန်းတဲ့ဆောက်သည်ကြော်ထောက်မြင်းများဆိုသောနှင့်တတနဝတိုင်လင်ပင်လေနာကငကားဆယ်ယောင်ပြလက်ပြန့် တဲ့ရောင်ဝင်းပတ်ငကားလွက်ကမွေဆက်စုပုံတွေ့တဲ့ကုန်းကိုဝဲအောင်ကလာရောက်လက်တန့်လူမျိုးစိတ်ကုံမြို့ရန်ကုန်ကလူပုံအညာဆန်လက်တန့်နဝင်မြင့်မဟင်းသဒမတမအလိုတီလက်တန့်ခဲပေါမဲလောင်တာတီဟူ၍လူပုံအမြပြောလက်တန့်တာတီဟူ၍မယုံနဲ့ဒူပါယုံတွင်ပုံပြလေတော်နဲ့တတထူကာလကိုလူလဲလေးခွဲ ကွဲလိုက်ပြီး အရှိတို့ကွဲတော်သူတို့သည်တပြဖြစ်လိမ့်မည်။တောင်တို့ကွဲတော်သူတို့သည် ကြောင်အရာဖြစ်လိမ့်မည်။အနောက်တို့ကွဲတော်သူတို့သည်တတ်တန္တရကဲ့ရောက်၍တည်လိမ့်မည်။မြောက်တို့ကွဲတော်သူတို့မှကအသက်ရှိစွာချမ်းသာသဖြင့်နေလိုလျင်နှာ၏ခြေတော်ရင်အနောက်မြောက်ကတပအလောင်းတော်နေရာအနီးပါတို့ချင်းကခိုကိုမှချမ်းသာရလိမ့်မည်။နဝတိုင်လင်းအရှိအရက်က ကျွတ်ကယ်လောင်းသည်တတောင်းဘူးကြီးမွေလိမ့်မည်။ အရှိတောင်ကစัจကြရှင်ပြန်ရှင်နန်းဆန်လိတ်မီလန်တက်ကခုနလတဲ့အနောက်တောင်ကဂလုံးမင်းမြေရွှေကြီးအညာဆန်လိတ်မီမုဆိုးသားမီဟူသည်။ပစ္စည်းချင်းတို့ရောက်လက်တက်ဖိနှဲလဲကျိုးလိတ်မီကျူရှိလုံးလဲသုံးလိတ်မီပောက်ကြကြဲကြီးလကိုခွင်းလိတ်မီတော်တလင်းလာ၌တိန်ညိုကိုတာယာစားလိတ်မီတော်လဲလိတ်မီသူစဉ်ကဘုရားသခင်ဗျာဒိတ်ကြတော်မူခဲ့သည် အထက်ဘဖော်ပြချက်များမှာအင်းဝတိုက်တင်ပါတော့ရှေးစာများကိုစကားပြေဖြင့်ပြန်လည်ဖော်ပြထားသောအချက်များပင်ဖြစ်ပေသည်တနေ့တွင် ဥပန်ကောင်းနေသော အိမ်တို့ညီမောင် ရောက်လာလေသည်ညီမောင်ကဥပန်ကောင်းနှင့်တိချွန်းခမင်းနေသူဖြစ်သည်ညီမောင်ရောက်လာသောအချိန်တွင်ဥပန်ကောင်းကလည်းနေအိမ်တွင်ရှိနေသောအချိန်နှင့်တိုက်ဆိုင်နေသောကြောင့်အစဉ်သစ်ပင် တွေ့ရလေသည်ညီမောင်လာဟိတ်ဘယ်ကလာတာလဲဆရာကြီးနဲ့တွေ့ကျင်လို့လာခဲ့တာပါပဲ။ ။အာကလည်းမင်းတည်းနေကြားလို့မင်းနဲ့တွေ့ချင်နေတာနဲ့အတော်ပဲ။လာဟိညီမောင်က အင်ပေါ်တက်သွားပြီးနောက်အသင်ပါလာတော့ကွန်စီလက်ဖက်နဲ့အစာအတော့တို့ကိုဥပန်ကောင်းအားပေးလိပြီးဆရာကြီးကကျွန်တော်အကြောင်းတွေကိုဘာဒီများကြားထားလို့လဲမင်းကလည်းကွာအင်းဝမှာအတူတူနေကြတဲ့သူချင်းတွေပဲနောက်ပြီးအင်းဝဆိုတာဘလောက်ကျဲဝင်းတာမှတ်လို့တယောက်အကြောင်းတယောက်သိတာတိတ်မဆန်းလာပါဘူးညီမောင်ကဘာမှမပြောတော့ဘဲ ဒါအပြင်မင်းတနေ့ကြရင်ငါစီလာမယ်ဆိုတာလဲကြိုသိထားပြီးသားပါ ဟုတ်ပါတယ်ကျွန်တော်ဟိုရက်ကတည်းကဆရာကြီးစီလာချင်နေတာပါ အလုံးမအားလို့မလာပြစ်တာပါကဲရောက်လာတော့မင်းကြုံတွေ့ခဲ့ရတဲ့အကြောင်းတွေပြေစုံအောင်ပြောပြပါဦးညီမောင်ကလည်းဦးဒီပါနဲ့တွေ့ခဲ့ရသည်မှစပြီးညနေပြူတို့နဲ့တွေ့ခဲ့ရသည်အစုံပြောပြလိုက်လေသည်ခုစကားဆုံးတော့ဥပန်ကောင်းက ကောင်းဝါနေရာမှပြောသည် 33ဘုံမှာရှိနေကြသမျှတော့တနေရာမဟုတ်တနေရာတစ်ချိန်မဟုတ်တစ်ချိန်မှာဒီလိုပဲတွေ့ဆုံကြရတာစမ်းတော့မစမ်းပါဘူးတိုက်ဆောက်တွေဆိုတာလဲဘဝချားနေပေမဲ့လူလောကနဲ့တစ်ဆက်တည်းရှိနေတော့တွေ့ကြဆုံကြရတာပါပဲဟုတ်ကဲ့ဒီလိုဆုံတွေ့ကြတာလဲအကြောင်းမဲ့တွေ့ကြဆုံကြတာတော့မဟုတ်ဘူးကွာအကြောင်းဆက်အတန်းဆက်ရှိမှတွေ့ကြရတာရှေးဘဝရဲ့အတုံအဆက်လူခေါ်တဲ့အတန်းဆက်ကိုလူတွေကမသိပေမဲ့ ဘရလောကသားတွေကတော့တည်ကြတယ်။ဒါကြောင့်ဘဝဟောင်းကအဆက်ရှိတဲ့သူကိုအကူအညီပေးတဲ့နဲ့ထင်ရင်သူတို့ကပဲစပြီးဆက်သွယ်လာကြတာပဲ။ဟုတ်ကဲ့။မင်းအခုလာတာဘာအတွက်လာတာလဲ။ကျွန်တော်တိုက်သေးကိုတွားကျင်တယ်ဆရာကြီးအကူအညီပေးပါ။ငါကအကူအညီပေးလို့ရပါတယ်။ဒါမျိုးကလူတိုင်းကိုကူညီပေးလို့မရပါပဲ။မင်းအကြောင်းကိုငါကသိတာပြီးသားဆိုတော့ကူညီပေးနိုင်ပါတယ်။ ထိုစကားကြားသောအခါနေမောင်စိတ်ထဲမှာဝမ်းသာသွားလေသည်။ဘာတွေလိုက်နိုင်ရမလဲဆရာကြီး။တိုက်ဆောက်တွေနဲ့တွေ့ဖို့ရဲ့တိုက်တဲ့ဝင်ခွင့်ရဖို့အတွက်တစ္ဆာဆိုရမယ်။ဘလို့တစ္ဆာမျိုးလဲဆရာကြီး။တိုက်ထဲမှာကိုနဲ့ပတ်သက်တဲ့သူကလွဲပြီးအခြားသူတွေကိုစိတ်နဲ့မပြစ်မှားရဘူး။တိုက်ထဲမှာရှိတဲ့ရှင်ငွေယတနာတွေကို လူချင်းတတ်မှတ်စိတ်မရှိရဘူး။ထိနိုင်ပါမလား။ထိနိုင်ပါတယ်ဆရာကြီး။ နောက်ပြီး9ရက်ပြည့်အောင်တသက်လွတ်စားပြီးဥပုသ်ဆောက်ရမယ်။ဥပုသ်ဆောက်တာကတော့ဟုတ်ပါပြီ။တသက်လွတ်ပါကြောင့်စားခိုင်းတာလဲဆရာကြီး။တသက်လွတ်စားမှသူတော်ကောင်းတွေနဲ့တွေ့ဖို့ပို့ပြီးလွယ်မှာပေါ့။မေတ္တာပွားများလို့လဲရမှာပေါ့။တသက်လွတ်မစားရင်မိမိကိုယ်ကထွက်တဲ့ကိုယ်အနတ်အသက်ကြောင့်သူတော်ကောင်းတွေကအခုအညီပေးဖို့အနားလာကြင်တော့လဲလာလို့မရကြဘူးပေါ့ကွယ်။သဘောပေါက်ပါပြီဆရာကြီး။ တသက်လုံးမစားပဲမေတ္တာဘဝနာပွားများရင်ကိုမရဘူးလားလို့မေးเสียရှိပါတယ်။ရတော့ရတာပေါ့ဒါပေမဲ့ရတင်တဲ့လောက်အပြည့်အဝမရဘူးလို့ပြောရမှာပဲ။ကျွန်တော်ဆရာကြီးပြောတဲ့အတိုင်းတသက်လုံးစားပြီးဥပုသ်ဆောက်ပါမယ်။ငါကမင်းကိုတိုက်ဆောက်တွေမြင်ကွင်းရတဲ့ခါတာတိုက်တွဲဝင်ကွင်းရစေတဲ့ခါတာကိုတင်ပေးရမှာဆိုတော့ဒီရက်အတွင်းငါနဲ့လန်နေပေါ့။ကောင်းပါပြီဆရာကြီးကျွန်တော်လန်နေပါမယ်ဟု ပြောဆိုပြီး ပြိပများကို ခွင့်တောင်းပြီးဆရာကြီးဥပန်ကောင်းတန်တွင်လာရောက်နေထိုင်လေသည်ပြိပများကလည်းကောင်းသောကိစ္စပြုလုပ်ခြင်းဖြစ်သောကြောင့်ကြည်ကြည်ပြပြနှစ်ပင်ခွင့်ပေးကြသည်ဥပန်ကောင်းနေအိမ်တွင်ရောက်သောအခါတသက်လွတ်စာဥပုပ်ဆောင်ထင်းရင်နှစ်ပင်ဆရာကြီးဥပန်ကောင်းစီခိုင်းသောမှတ်တမ်းများကိုကူယူရေးသားခြင်းနှင့် အခြားအလုပ်တို့ကိုလုပ်ကင်ပေးရလေသည်မှတ်တမ်းများမှာရွှေပြားချက်များဖြင့်ပြုလုပ်ထားသောပရပိုက်များပေါ်တွင် ရေးသားထားသောမှတ်တမ်းများပင်ဖြစ်သည် ရေတာတာတော်စာများမှာတကတဘာသာဖြင့်ရေတာတာခြင်းဖြစ်ပြီးဥပန်ကောင်းကပတ်ပြီးအတိတ်ပဲပြောပြသည်ညီမောင်ကစာအုပ်များတဲ့တွင်မြမဘာသာဖြင့်လိုက်လံရေးမှတ်ပေးရခြင်းဖြစ်သည်ရှေပရဘိုက်တွင်ရေတာတာတော်အကြောင်းအရာများမှာအခြားမဟုတ်ပေတိုက်များအတွင်မှာသာတွေ့နိုင်ရနိုင်သောငွေရနှင့်ပတ်သက်သည့်အကြောင်းများပင်ဖြစ်ပေသည်ငွေရနှင့်ပတ်သက်သည့်မှတ်တမ်းများငွေရကိုမရအောင်ပြုလုပ်သောနည်းများစေစီရင်ပုံများ ကာရမဏများကိုရရှိသောနေရာများအကြောင်းကိုရေးသားထားသောမှတ်တမ်းများပင်ဖြစ်သည်ထိုအကြောင်းများကိုကူးယူရေးသားရသော အခါညီမောင်မှများစွာစိတ်ဝင်စားလေကြီးဆရာကြီးဒီပရပိုက်တွေကဘယ်ကရခဲ့တာလဲဟင်ငါပိုင်တာတော့မဟုတ်ပါဘူးကွာတိုက်တဲကနေဖွင့်တောင်းပြီးခဏယူလာခဲ့တာပါဒီလိုယူရင်ကရနိုင်သလားဟင်တစ္ဆာပြုတ်ပြီးယူရတာပေါ့တစ္ဆာတည်ကြည်ရင်ရပါတယ် စ္စာပြည့်ရင်တော့ဒုက္ခတွေ့မှာပေါ့စိတ်ဝင်စားစရာပဲမင်းလည်းအသက်အရွယ်ငယ်သေးတာပဲဒီအကြောင်းတွေကို တွေ့ရကြုံရဖို့မလွယ်ဘူးဒီတော့အခုလိုကြုံကြိုက်တော့လေလာမှတ်သားထားဖို့ကွာနေမောင်ကူးယူရေးသားပေးရသောမှတ်တမ်းများမှာအောက်ပါအတိုင်းပင်ဖြစ်ပေသည် ရှေ့အခါကရတိဇောကြည်တို့စီရင်ရစ်ထားခဲ့သောငွေရအကြောင်းကို ပေါ်ပြပါမည်ငွေရဆေးရအင်းရတစ္ဆာရ ဒေဝရာစသောအဖြင့်24မျိုးရှိပေသည်ထိုအရာဟုသမျှသည်စောင့်စေသောနတ်ဤအ नु ဘောကြောင့်ဖြစ်သည် ထိုနတ်တို့ကိုညင်းဆဲရန်စီရင်သောနီးမျိုးဖြစ်သည်ငွေရတ္တနီးကိုရဆိုသောကျမ်းသည် အာချက်ပနဗေဒင်စစ်စစ်ဖြစ်သည်ဒုဖြစ်၍ငွေရတ္တသောဘုံမီရကျမ်းသည်အာထပနဗေဒင်မှထွက်သည် ရှစ်ကျမ်းကံများတွင်ပေါ်ပြထားသည့်ငွေရ24မျိုးစီရင်ဟန်ကိုပေါ်ပြပါမည် ကတနာယတိထားသော ဝေယကကျောတွင်ဒောလကောဝန်းတွင်ဒောလကောကာကြီးအခရာလာအခရာကာကြီးအခရာတခုခုရှိ၏အချိန်20သို့မဟုတ်30ရှိသည်ယတိကာလမဆိုးငွေကိုကိုင်းလျင်ရာသည်ပုံငွေကိုယူလိုပါကဈေးပြူရှေးရထင်းနှင့်မိတိုက်ပါက အရာပြောက်သည်ဖြင့်ယူရရသည်တပယတိဝေယကကျောပေါ်တွင် တစိမ့်နှစ်ချက်ရှိ၏ အချိန်30တို့မဟုတ်40ရှိ၏။ကာယုံနှင့်မရပေ။အခါတင့်သောမရာတွင်းခန့်ယူ၍ပါ၏။တက်လို့သောတဖန်းကဇီးပြူရှေရတမရာဖင်းနှင့်မိတ၍ယူရသည်။နာဂီတခရယတိငွေရကကြောတွင်သအခရာ၃လုံးရှိ၏။အချိန်35ချက်ရှိသည်။အချိန်တင့်သော တကာဝုတ်ယူ၍ရ၏။တက်လို့သော မြင်းမုတ်နွားမုတ်နှင့်ပြုလုပ်၍ရ၏။ တူရဇနယတိဝေယကကျောဘော်တွင်ကကြီးအခရာရှိ၏အချိန်ကားတစ်ခုလျင်55ချက်ရှိ၏အချိန်ကားတင်သောအခါတဒံယူ၍ပါ၏အရာသက်စီမှာအကရတောင်လုံးကျော်ခွေးလူနွားနုရီနှစ်ချက်ကရေတရောက်သွေ၏လောင်းပါကအရာပြောက်၍သည်စိတ်တယတိငွေရကကျောဘော်တွင် တူဝနတစိတ်ခုနှစ်ခုရှိ၏အချိန်က တပိတ်တာလကောင်းသုံးပိတ်တာလကောင်းရှိ၏တင်သောအခါ၌နှယူဇနယူ၍ပါ၏အရာပြောက်စီမှာ ပစ္စပတ္တကိုတူရရေနှင့်ဖြော်၍တခါကျူသုံးငါဖုတ်ပါကတေ၏ဣတိန်နငွေရကကျောပေါ်တွင်လသုံးလုံးရှိ၏ထိုငွေရကိုကံယုံယူယုံနှင့်မရပေ33မှရ၏အချိန်ကားမကြီးပင့်သောအခါ၌၆ယူဇနာယူ၍ပါ၏အရာပြောက်စေးမှာပစ္စပတ္တကိုအယက်နှင့်ကျူ၍သုံးလောင်းပါကတေ၏ကေတနငွေရကကျောပေါ်ကအံဟူ၍သုံးချက်ရှိ၏ ွေရသည်လွန်စွာမရပေအချိန်35ချက်ရှိ၏ထိုငွေရကို3ဆွဲစား3ပါမှရ၏တင့်သောအခါ၌3ရစနာယူ၍ပါ၏အရာပြောက်စေးမှာဘူးကဝန်ဦးကျဲမုတ်နွားမုတ်နှင့်ကြိုးကရေရောက်တော်၏လောင်းပါကတည်၏အထမန်ငွေရတွင်တစိမ့်မရှိပေတခုလျင်ချက်ချိန်20ရှိ၏အခါတင့်သောအခါ၂ရက်၃ရက်ယူ၍ပါ၏အရာပြောက်စေးမှာလင်းလေကိုခါချင်းရေနှင့်ဖျောကား ရည်ရင်ရောက်တော်၏လောင်းပါကသေ၏ကောက်ကစ်စန္ဒလာငွေရကစန္ဒီနဲ့ရုပ်ကဲ့သို့အတောက်၎င်းအလျား၎င်းရှိ၏အချိန်က60စီရှိ၏အခါတင်ပါက ယူ၍ပါ၏သုံးဆွဲစားသုံးလျင်သေ၏အရာပြောက်စေးမှစစ်တုံသမုံးကိုရည်ဖြော်၍လောင်းပါကအရာပြောက်၏တိစိတ်တသွားသောငွေရကငွေရှိရာ၌ရေတံတာယာအင်းတာယာရှိ၏ကံယုံဖြင့်မရပေ သုံးဆွဲစားသုံးမှရာဤချင်းငါ၍ယူနိုင်၏အချိန်မှ90ရှိ၏အရာပြောက်စေးမှဂုံညင်းဆန်ရေနံမြင်းမုတ်လူမုတ်နှင့်ဖြော်၍လောင်းပါကတည်၏တန်တာဝိတုငွေရာကဝန်းတွင်ဝါလုံးတစ်စိတ်ရှိ၏တစ်ခွက်လျင်25ချက်ရှိ၏တမွန်တဲ့ယူ၍ပါ၏အရာပြောက်စေးမှမြောက်ခုံညင်းကင်မွန်းပြင်စကိုကြို၍လောင်းပါကတည်၏တလကငွေရာတွင် အမှတ်တစိမ့်မရှိပေဝေမကြီးတွင်မဲမဲတက်တက်ရှိ၏အချိန်က25ချက်ရှိ၏ထုံငွေကိုကင်မိလျင်ရာ၏အရာပြောက်စေးမှ ပြုံးမွေတပန်းကဇီးပြူလူမုံနေဖြော်၍ရေတံရောက်သွဲက မရက်မနာလောင်းပါအငွေသိမ်မှယူရပါမည်ဇာနခရငွေရတဲ့ဝမ်ကြောမှာကကြီးနှင့်တနှစ်ချက်ဆင်းလျက်ရှိ၏အချိန်55ချက်ရှိသည်အခါတင်၍ယူပါကနှစ်တိုင်းပါသည် ယူလိုသောစေနာမဏိကာရာကိုမန်းရမည်အရာပြောက်စေးမှဇရစ်ကောင်းပြည့်စုကောင်းတို့ကို ခွေးနှုတ်နွားနှုတ်နှင့်ကျဲ့၍လောင်းပါကတည်၏ကတိကငွေရာတွင်ကျောဝမ်းမှဓာကြီးမဆင်းရှိ၏ပြင်ကလည်းအေးသားတကယ်သို့ရှိ၏ကောင်းမှဝါကိုစီး၍ရှိ၏ကံတော်အခါယူပါက နယူဇနာပါ၏အရာပြောက်စေးမှပြင်စပတ္တာကိုနွားမုံနှင့်ကြုပ်ပြီး ရေရရောက်သွေ၏လောင်းပါကသိသည်ရတိုင်နာငွေရာတွင်ပပနှစ်ချက်ရှိ၏ထိုငွေကိုကံယုံနှင့်မရလုံးပေ သုံးဆွဲစားသုံးမှရသည်အခါတင့်သောအခါတွင် ယူမူတယူဇနံပါ၏အရာပြောက်စေးမှဝန်ဦးကိုကျွဲမုံနှင့်ကြို၍လောင်းပါကသိသည်ကောလာယတိငွေရာတွင်ညနှစ်ဆင့်ရှိ၏အခရာယံ၏အချိန်90စီရှိ၏အခါတင့်၍ယူသော300တွင်ပါ၏ အရာပြောက်စေးမှာဖယုံကဂူကားကိုနာမုံနဲ့ကြို၍လောင်းပါကတည်သည်ကန္နာရည်ရသိငွေရဝအမတ်ရှိ၏အချိန်90ကျော်သည် အကာတင့်သောအကာတွင် ယူမူတယူဇနာပါသည်ဝန်ဦးကျွဲမုတ်ဖယုံကားကြို၍လောင်းပါကတည်သည်ကောကာရသိငွေရကစံလီနဲ့ရုပ်ရှိသည်နတ်တစိတ်တော်လည်းရှိ၏ချက်ချေတော်လည်းရှိ၏အကာတင့်၍ယူပါက300တွင်ပါသည် ဝေရကိုတုံးလင်းသေးသည် အရာအပြောက်စေးမှာဝင်ဥကျွဲမုတ်ဖယုံကားကိုကြို၍လောင်းပါကသေးသည်ဆေးရမှာဝေကိုကင်လင်းရသည်နတ်ရမှာဝေကိုယူမသုံးမရသည်တစ္ဆာရမှာပြန်၍အစားမထားမရသည် အင်းရမှာငွေမကြီးတင်၄ကွက်အင်း၈ကွက်အင်း၉ကွက်အင်းတခုခုပါသည်ထို့တို့အင်းရှိလင်းနတ်ဆောက်ဤတကူးကြီးသည်ထိုနတ်ကိုမနိုင်မအရာကိုနိုင်မည် ဥရုယသိထားသောငွေရကအချိန်တပိတ်သာရှိ၏လက်ရုပ်၎င်းငါးရုပ်၎င်းပါသည် အခါသိမ့်ရယူသောတတိုင်းပါသည်ထိုငွေရကိုကင်တော့လက်တစ်ခုသာရသည် အကုလုံးမရချေမူနီရတဇောကြီးထားသောငွေရမှာအိုးနှစ်ထက်သာ၏ချွတ်တဲငွေကိုတတ်ပြီးအချိန်30 24ချက်ရှိ၏ဝမ်ဘူအခရာရှိ၏ခြေတပိတ်သာကို အစိုးပါငွေတစ်ဘက်ထည့်လင်းငွေသားဖြစ်သည် ငွေရအမျိုးအစားများအကြောင်းကို ဖော်ပြပြီးသောအခါငွေရတဏီစီအကြောင်းကိုဖြည့်စွက်ပါမှပြည့်စုံပါမည်အဆိုပါငွေရခြေရတို့ကိုတတ်လို့သော စင်ချေမြင်းချေခွေးချေစိတ်ချေတို့ကိုမုံနဲ့ဖြော်ပြီးစင်အော်ဖတ်ရဖတ်ရငယ်ပြတာဤသုံးပါးကိုဆေးမှထည့်၍တတ်နိုင်သည်လူသည်ရေချိုးသောခုံကဝါကိုချင်းကြရရွ့ငွေရကိုတဇူဝတညက်ဖြင့်ယူ၍ထက်ပြီးလျင်လိုရာသို့ယူ၍မိခဲပေါ်တွင်တင်ပါ ယခင်ဆေးကိုရေလုံအိုးနဲ့ထည့်ထားပါတစ်ဖက်မှာလူသည်ပစိုးမိနစ်တမီနှစ်ပါးဖက်ကတစူးဝတန်ညက်နဲ့ကန်၍ဆေးရည်တွင်ချပါထိုစင်ကားတွင်လက်မတိစင်နဲ့ဖြူတက်သည်နူတက်သည်ငွေအော်လိုက်မည်အချောလန့်ရှိလင်းဘုံနှလုံးမရှင်ကာရာနဲ့ရေကိုမန်း၍စီးသားပါတစူးဝကိုလေးများပြုတ်၍ရှင်းမျက်နာလာသည်။ကိုပြည့်ရပါမည်ဦးနိုင်အကျော်ဘုံနှလုံးမရှင်တော်ကာရာအောင်းဟေးဟေး တိရတတိရတပဋ္ဌာနာပဋ္ဌာနာဓာရယဓာရယဝါရယဝါရယနိဝါရယနိဝါရယနိရုဒ္ဓေယနိရုဒ္ဓေယယမတတံယမတတံဒေဝတတံဒေဝတတံဥနာလောမမုနိသွားဟုံဟုံအောဟတိအတတိဟယက္ခပြက္ခဒီပိတန်တုမာရေဒနုကကတတိအတအတိဥဒကယာဇသောရအပိယတပနာက ယခဇောကနီအောင်ကုရုတေကုရုနေစေတန်တုစေတန်တုဗိန္တန်တုဗိန္တန်တုအထင်ကမန္တုအထင်ကမန္တုအထင်ကမိတုအထင်ကမိတုဝိဒံတန်တုဝိဒံတန်တုဒေဝတတံဒေဝတတံဗြမတတံဗြမတတံအုံနာလောမမုနိအပံဘာဝိနတပ္ပအန္တရာယောပိဝိနတန်တုအတေတောငွေရငွေရတို့ကိုယူနိုင်သောဘောဓိတက္ကလယ စေကိုလည်းပေါ်ပြပါမည်ဇင်ရွှေစိတ်ပလူလင်းလေးရင်တိုင်းမြက်စေတန်းကန်တိုက်ကញင်သည်ထိုစေဘောရန်ပစ္စည်းအလုံးကိုမမြဆူ၍ရေနှစ်ကျိတ်ပါအစောပါကျိတ်ပတ်များကိုခုနှစ်အိမ်ပုံးရေနှစ်ဖြော်ပါပြီးလင်းသူဖြော်ရေအလုံးကိုစုယူ၍တန်တပိတ်နှင့်နှွေယုံချက်ပြီးလင်းရွှေရငွေရတို့ကိုတဇူဝါညက်နှင့်ယူ၍၎င်းရေတွင်ချပါ ရေအေးလင်းသုံ၍ယူပါ အလွန်၆တိအကားတွင်အစောပါ ဘောဒီတကကလကာစီကိုမျက်စိများမှကွဲမှာလက်ဝါးနဲ့ဘဝါတို့တွင်တောက်လိုက်မှာသူစေးပြင်ရင်ဘက်တွင်ယုံယုတ်ရေးပါလက်ပြင်တွင်တောင်းယုတ်ရေးပါပြီးပြည့်စုံပါကဥမင်တို့ဝင်ရေးတူပါလောလေတကဲ့သို့စင်တန်မြင့်တန်အမြောက်တနတ်တန်မလူတန်ကြားတန်ကိုကြားရပါမူနန်းနဖက်ကို အဆိုပါစေးရည်နှစ်ဖက်ပါဆက်လက်ဖော်ပြမိစေးမှာအချိန်အချောက်အရာရာအမျိုးမျိုးကိုတွေ့မြင်ရပါကကောက်ွယ်မှုပြုနိုင်သောစေးနှစ်ဖြစ်ပါသည်ကြဆု အမွေတီတို့ကိုပေါင်းစည်း၍မက်စီတို့မှကွင်းပါဥနိုင်အကျော်အုံကွတပြတဂွန်ပြတတိဂုရုမာရီနိုင်စရာနိုင်ဇောရရက်ခောမာယရက်ခောရက်ခောရက်ခောတိဒေဝဂုရုတဲစေနီမာစိတ်ပူလင်းလေမုံညင်းစံတမန်ညော့နွားမြေရင်ကောင်းကြဆုအမွေတီတိကရုတ်သုံးပါမုတ်တို့ကိုစူးစီးရပါမည် ဒီစေစုကိုနွမ်းနမုံနဲ့ကြိတ်လုံးရထားပါ လိုအပ်သည့်အခါတွင် ပုံတွင်ထည့်၍ရေပျော်ပါဓာဇူဝါကိုအရိုင်နမလန်တန်များလုပ်ပါဧကင်စီလူမန်တန်ခုနှစ်အိတ်ဆုပ်ပါတို့လန်တန်များကိုအရက်ရှင်းမျက်နှာမှာစိုက်ပါဤစိနှင့်စီဝိုင်းအပြင်မှအချောအလန့်အနှောင့်အယှက်အားကြီးသော စိုက်ထားသည့်လှံများကိုနှုတ်ယူ၍ဒုက္ခရပါမည်။ဖော်ပြပါအတိုင်းလွတ်ဆောင်မှာကဘုံပြိတ္တာတစီမြေဖို့ဘလူဟုသမျှကြောက်လန့်ကပြေးကြကုန်၏။ ယခုပေါ်ပြမည့်စေမှာခြေရငွေရကို လောင်းရမည့်စေဖြစ်ပေသည်ဝတ်ကြိမ်တရက်ကြီးစနေမီးသွေးခြေမကျိုးလက်မကျိုးသူတေကွန်ပတ်စိတ်ခြေစသည်တို့ကိုစူးစီးပါအဆိုပါစူစားသောပစ္စည်းများကို ရောကြိုပါကြိုပြီးသောစေများကိုအိုးတွင်ဖြော်ပါခြေရငွေရတတ်သောအခါထိုစေရေကိုရေရောက်ပြတွန်ချပါယဟစကြလောက်၏ဥစ္စာပေါ်တွင်ထားပါစေရေကိုရေရောက်ဖြင့်တွန်ချပါက ်ကြေးရငွေရသေးပါသည်ယခုပေါ်ပြမည့်ဈေးမှာအနုမျိုးထားသောလောင်းရမည့်ဈေးဖြစ်ပေသည်သစ္စာပန်မိုးစာတမင်စာကျွေးတို့ကိုစုပါဤဈေးလေးပါကိုအဆိုပါဈေးမတွင်ရော၍တန်စာဆောင်မြတ်စွာဘုရားကိုရည်သွွင့်ရည်ဆက်ကြသည်ကိုအောက်ကခွက်ဖြင့်ခံယူပါနတ်သားယုတ်ကိုလည်းအဆိုပါနေ့အတိုင်းရည်သွွင့်ခံ၍ခွက်ဖြင့်ခံယူပါဤဆေးရည်နှစ်ပါးနှင့်ဆေးကိုပေါင်းဆက်၍ဖြော်ပြီးမှ ထိုဥစ္စာမှပြန်သွန်ပါအဆိုပါကြေးရငွေရကို ယူသူသည်သူစေးရေကိုတကောင်းလုံးလဲရပါမည်ယခုပေါ်ပြမည်စေးမှဥစ္စာယူ၍အသွေးအသားခန့်ချောက်ပြီးအလိုလိုသေးသောကောင်းရမည်စေးဖြစ်ပါသည်စပကြီးတဲကြီးပရိုင်းပင်လုံးညောင်မြက်ပရောက်မှုလက်ပံပင်ပြိုတိမ်ဝင်တပိတ်ခွဲတို့ကိုစူးစီးပါထိုစေးအလုံးကိုပေါင်း၍ကြက်ရပါမည်တဆောင်ဆောင်မြတ်စွာဘုရားကို ပူဇော်၍ရေမိုးသွန်း၍ခွက်ဖြင့် ရေခံယူပါအဆိုပါရေကိုဆေးပြောပြီးလိမ့်လဲလဲတောက်လဲတောက်ပါဓာရလေးပါးကိုလည်းပိတ်လိမ့်ပါအဥ္စာကိုလည်းပတ်ပါအစ်စေးကိုဥနိုင်ကြီးအကျော်ဟုခေါ်လေသည်အထက်ပါပေါ်ပြချက်များမှာဝတ္ထုအကြောင်းအရာလေးသွားမည်ဆိုသောကြောင့်အတူကျုပ်၍ပေါ်ပြပေးခြင်းသာဖြစ်ပေသည်ညီမောင်မှာဆရာကြီးဥပန်ကောင်းတန်ထွန်းလာရောက်နေစဉ်ရက်များအတွင်းတတ်တက်လွတ်စာဥပုသ်ဆောင်ဖြစ်ယုံမကား တိုက်လောကသားများနဲ့မိတ်ဆွေဖွဲ့နိုင်သောကာရာတိုက်တွဲဝင်ခွင့်ရစေသောကာရာများကိုလည်းသင်ယူခွင့်ရလေသည် ထို့ထက် သူတသက်တွင်တစ်ကြိမ်တစ်ခါမှမကြားဘူးမမြင်ခဲ့ဘူးသေးသော အကြောင်းအရာများကိုလေ့လာကြည့်ရှုခွင့်ရခဲ့သဖြင့်များသောခြေနက်ဝမ်းမြောက်နေမိတော့သည်